အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့စာရေးဆရာမကြီးမလေးလုံရေးသားထားတဲ့ကြုံခဲရသည် ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်ဒီဝတ္ထုတို့လေးကိုတော့1968ခုနှစ်စက်တင်ဘာလထောက်ဇပယ်ဦးနှစ်လယ်အထူးတော်မဂ္ဂဇင်းမှာပါရှိကြတာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ် ကြုံခဲ့ရသည်1959ခုနှစ်မေလ18ရက်တွင် ဖြစ်လေသည်1959ခုနှစ်နွေလအတွက်ကြောင်းများရရှိပိတ်လိုက်လျင်ဖဖေမမေနှင့်ကျမတို့မောင်နှမမိသားစုလုံးကိုကိုဤရှိရာမိမျိုးတို့တက်သွားခဲ့ကြပါတော့သည် လူပြိုဤတကိုယ်တည်းဖြစ်သောကိုကြီးကအမတော်သူမမပူတီဒေါ်ကျူးရင်နှင့်ဘိုးကြီးတာထွန်းတို့အိတ်တွင် အတူနေသော အမင်းလာကပေးစားနေခဲ့သည် ကျမတို့လာမည်ဆိုသောအခါကိုကိုကြီးကလူဦးရေအားကောင်းသောကျမတို့အဖို့သူတစ်ပါးကိုအားနာစရာမလိုပဲလွတ်လွတ်လပ်လပ်ကြည်ကြဲပြပြနေနိုင်ရင်အိမ်တလုံးတသက်ငါပေးထားခဲ့ပါသည် ချံဝန်းကြည်ကြဲကလေးနှင့်နှင်းစီပန်းမင်းကလေးများစိုက်ပျိုးထားသောအိမ်ကလေးမှာ နေချင်းစပွဲပင်ဖြစ်သည်ကိုကိုကြီးကလည်းကျမတို့နှင့်အတူလာနေခဲ့ပါသည် ကျမတို့သည် မန္တလေးသို့ဆင်းကာ ဒေဝေကြလေပတ်ကြနှင့်ကောင်းမှုတော်သို့ရောက်ခါစကိုင်းတောင်ရိုးသို့လည်းတပြောတပါတက်ခဲကြပါသည် မင်းမြတ်တွင်ရှိစေနိုင်မူအခြေအနေသိမ့်မကားဟုဆိုကအစိုးရင်ကြည့်တတ်သောဖပေနှင့်မမေကကျမတို့ကိုမြို့ပြင်ရေတပေါ်များသို့ပင်တွားခွင့်မပြုပါ ထို့အခါကျမတို့မှာဒေရုပ်ရှင်ယုံကံတော်ကြီးပန်းချန်နှင့်အတိမိတ်ဆွေများ၏အိမ်များသို့တန်တရာလည်ရင်းတနဆိုသောအချိန်မှာ ကုန်လွန်သွားခဲ့တော့သည်ဖဖေနှင့်ကိုကိုလေးမှာကျောင်းအတွင်အလောက်တော်ဝင်များရှိနေသေးရာကျမတို့မှာရန်ကုန်သို့ပြန်ရင်ပြင်ဆင်ကြရတော့သည်ကိုကိုကြီးကကျမတို့ကိုမပြန်စေချင်သေးပေမပြန်အောင်လဲစွတ်တရားဟောလေသည်ဖဖေတို့ကအလောက်ရှိလို့ပြန်ရမယ်ဟာညီမတို့ကကျောင်းဖွင့်တဲ့အထိကိုကြီးစီမှာဆက်နေကြကြအောင်ပေါ့ကျမတို့ကအင်းအဲမလုပ်တော့အခါတယောက်တည်းပြင်းချောက်ချောက်ဖြစ်ကြံခဲ့ရမှာကိုကျောင်းနေရပုံရတော့ကိုကိုကြီးက တမျိုးဆက်၍ပြောလာခဲ့ပြန်သည်အခုဆိုဖေဖေတို့မမေတို့ဟာစိတ်ပူတယ်လို့ညီမတို့ဘယ်မှမတော်ရတာကိုကြီးနဲ့နေခဲ့ရင်ညီမတို့ကိုလာရှို့ရအောင်ကိုကြီးပို့ပေးမယ်နေခဲ့ကြဟုတ်လားဖေဖေမမေတို့နဲ့ခွဲပြီးမနေခဲ့ချင်ကြတော့လေအိမ်ထဲမှာကြီးတာအနေများခဲ့ကြရတော့ကျမတို့ညီမတစုမှကိုကိုကြီးကရှမ်းပြည်မြောက်ပိုင်းလာရှို့တော့ပို့ပေးမည်ဟုဆိုတော့အခါစိတ်ဝင်စားသွားမိကြလေသည် ကိုကိုကြီးပြောလေဖေဖေတို့ကထားခဲ့မယ်ဆိုနေခဲ့မယ်ကျမတို့ကကိုကိုကြီးကိုတောင်းဝင်ပြန်လွှဲလိုက်ကြသည် ပထမတော့ဖေဖေနဲ့မမေကကျမတို့ကိုခွဲ၍မထားခဲ့ခြင်းပဲတို့ရတွင်ကိုကြီးကလည်းအလုံးစုံတောင်းဝင်ယူ ကျမတို့ကလည်းနေခဲ့လို့ကြောင်းအေးဆိုကြသဖြင့်နောက်ဆုံးတော့ဖေဖေတို့ကသဘောတူ ဖွင့်ပေးခဲ့ကြပါသည် နောက်တော့ဒေါ်လေးကိုကျမနဲ့ထားခဲ့ပြီးဖေဖေမမေနဲ့ကိုကိုလေးတို့ရန်ကုန်သို့ပြန်သွားခဲ့ကြလေတော့ဤ ကျမတို့မှာဒီစီရလဲကောင်းလေသည် ဖေဖေတို့ကမထားခဲ့ခြင်းတီကိုငါးနှစ်အရွယ်ညီမပေါ့စာကလေးကပါကိုကိုကြီးနဲ့နေခဲ့လို့တေးချောင်းဝိုင်းပြောခဲ့ကြသည်ထို့အခါဖေဖေတို့ကလည်းသမီးတို့၏အလိုကိုလိုက်ရောပြီးသဘောတူခွင့်ပြုခဲ့ကြသည်တို့ရတွင်ဖေဖေတို့ဘုရားတို့စင်းကာနီးတွင် ကျမတို့မှာပြန်လိုက်ချင်မိကြပြန်သည်ဖေဖေနှင့်မမေက အစအစမှကြဆုံးမနေစဉ်က ိန္ဒိယမပြတ်ကြိုးစားနားထောင်နေနိုင်ကြသည် နောက်ဆုံးဖေဖေနှင့်မမေကိုလက်အုပ်ချီ၍ကတော့နှုတ်ဆက်လိုက်ကြသောအခါ၌ကမိဘနှင့်တခါမှမခွဲဘူးသည်သောကျမတို့ညီမတို့မှဟဲ့မဆောင်နိုင်ကြတော့ပင်ငိုချလိုက်မိကြတော့သည် နောက်တော့ကိုကိုကြီးကသူပြောထားခဲ့သည့်အတိုင်းသူ့မိတ်ဆွေမိရထားအင်ဂျင်နီယာဝင်းထဦးထွန်းသိန်းတို့မိသားစုနှင့်အတူ ကျမတို့ကို လာရှို့သို့လိုက်ပို့ပေးခဲ့ပါသည် ထို့ပြင်တစ်ချိန်လုံးတစ်ခေါက်မှမရောက်ခဲ့ရသေးသောပွေးကောက်ရေတံခွန်တို့လည်းတွားခဲ့ကြပြန်သည်ထို့သူအားရအောင်လက်ပတ်၍ပြီးလျင်တော့မေနာ၁၈ရက်နေ့တွင် ကျမတို့မှရန်ကုန်ပြန်ရန်အသိဖြစ်နေကြပါတော့သည် ထို့နှင့်မော်တိန်မှမော်တော်ကားနှင့်မန္တလေးသို့ဆင်းကြမည်ဖြစ်ရာကျမတို့အတွင်မနေ့စာကို သူ့အိမ်မှစားရန်မမပူတီကစီစဉ်ထားပါသည်မမပူတီကသူ့ကားနှင့်ပို့ပေးသည်ဖြင့် ကျမတို့မှာတမနဲ့လုံးအသိမိတ်ဆွေများကို လိုက်လံနှုတ်ဆက်နေရသဖြင့်မနေ့စာကို12နာရီထိုးတော့မှပင်ကြားပြကြတော့သည်မမပူတီဤလက်ဆွဲတော်ကိုတင်ညွန့်ဤဖွက်ဖွက်ရရအချက်အပြုတ်ကောင်းတွင်တမနဲ့လုံးကားလျှောက်စီးနေခဲ့ကြတော့ကျမတို့ကခက်ဆက်စာနှင့်တအားစာပြင်လိုက်ကြမိသည်စားတော့ပြီးကြလျင်ကိုကိုကြီးကမန္တလေးသို့ဆင်းဖို့အတွက်ကြိုပြောထားသောအငှားကားနှစ်စီးကို ေါ်ရင်ထွက်သွားတော့သည်ကိုကိုကြီးကားသွားခေါ်နေစဉ်အတွင်မမပူတီကကျမကိုအိတ်ရတဲ့တွင်လှဲ၍အနာယူခိုင်းပါသည်ထွဲ့ခါခရီးဆက်များက တမနဲ့စာလုံးလဲလှုပ်လှုပ်ရှားရှားဖြင့်ပင်မထားခဲ့သောကျမသည်ကိုကိုလျှော့၍ခေါင်းပေါ်သို့လှဲချမိသည်ဆိုလျင်ပင်မိကနေအိပ်ပြောသွားကြတော့၏သူ့ရာတွင်မကြပါချီ15မိနစ်ခန့်အကြာလောက်တွင်ချက်ကားနှစ်စီးဤဆက်တန်ဆူဆူညံ့ညံ့နှင့် ုကိုကြီးပြန်ရောက်ခဲ့ပါသည်အဲ့ချိန်မပြေသေးတော့ကျမကအိမ်ရထဲမှာပင်ဆက်မင်းနေလိုက်သည်နောက်ပစ္စည်းတွေအလုံးကားပေါ်တင်ပြီး၍လာခေါ်တော့မှ ကျမလည်းအဲ့ချိန်မူတို့နှစ်ပင်ကားပေါ်သို့တက်လိုက်ရတော့ဤထို့နောက်ကျမတို့သည် ကိုကြီးတာထွန်နှင့်မမပူဒီတို့မိသားစုကိုလက်ပြနှုတ်ဆက်ရင်းကား20နှင့်မန္တလေးသို့ဆင်းခဲ့ကြပါတော့သည် ကားပေါ်တွင်မျက်နှာကို လေတိုးတော့မှ ကျမမအဲ့ချင်းပြေးသွားခဲ့သည်ကားနှစ်စီးကိုလူနှင့်ပစ္စည်းညှ့၍တင်ခဲ့ကြသည်ကျမနှင့်ညီမအငယ်နှစ်ယောက်ကကိုကိုကြီးနှင့်အတူစီး၍ညီမအလက်ကဒေါ်လေးတို့သားမိ300နှင့်အတူသွားစီခဲ့ပါသည် ကျမတို့ကားနှစ်စီးသည် ရှေ့စဉ်နောက်စဉ်မောင်းကမြို့အထွက်တွင်စတော်ဘယ်ရီချင်းကလေးများကိုရိုက်၍ဝယ်ခဲ့ကြသေးသည်20မိုင်တွင်မော်တော်ကားများရေဝင်ထက်လျင်ကိုကိုကြီးကကျမတို့ကို လိမ္မော်ယူဝတ်တိုက်သည် ထို့နောက်ခြောက်စင်ခွေးတို့ရောက်လျင် ကျမတို့သည်ခွေးမဆုံးမချင်းကားတစီးနှစ်တစီးလက်ပြ၍နှုတ်ဆက်ရသည်ကိုပြောမိကြသည်အထူးသဖြင့်နှစ်ပတ်ကျော်မြတ်ခွဲခွာနေရသောမိဘရက်ထံအိမ်သို့ပြန်ကြရမည်မို့ကျမတို့အားလုံးမှာပျော်ရွှင်မြူတူနေမိကြလေသည်တောင်ပေါ်မှမြေပြန့်စီသို့အရှိန်နှင့်ဆင်းလာခဲ့သောကျမတို့၏ကားကလေးကို မန္တလေးမြို့ဝင်ကနီး၌ရင်မျိုးမှုထမ်းများကရုတ်တရက်ရှိမှတားကာအယက်ခံလိုက်တော်သည်ကျမသည်မန္တလေးနှင့်မင်းမျိုးကိုစင်းလိုက်တလိုက်လုံနေခဲ့သည်တွင်တခါမှဤသို့မကြုံဘူးခဲ့ပေယခုအခါမှကြောင်ရသည်တွင်စိတ်မှထူဆန်းသွားမိသည် ကားကိုလမ်းဘေးသို့ထိုးရက်ပေးလိုက်လျင်ရင်မျိုးအရာရှိတယောက်နှင့်အတူအမှုထမ်းနှစ်ယောက်ကကားထဲရှိကျမတို့၏ပစ္စည်းများကိုစစ်ဆေးကြည့်ရှုပါသည် ရန်ကုန်၌ရှာပါသောတီးနှံစားစရာများနှင့်တစ်ခွာပန်မျိုးစုံထက်သူလာခဲ့သောတောင်ကြီးထဲသို့လည်းရဲသားများကပို၌တည်ဆဲဖြင့်ရှာဖွေလိုက်ကြသည်။လူကြောင်းပိတ်တုံမင်းမျိုးကိုနားလဲကြတဲ့ကျွန်တော်ညီမတွေရန်ကုန်ပြန်ကြတာမို့တစ်ခွာပန်နဲ့တခြားပန်မျိုးတွေစုဆောင်းယူလာခဲ့ကြတာပါ။ကိုကိုကြီးရပစ္စည်းများကိုစိတ်တိုင်းကြရှာဖွေခွင့်ပြုရင်းရင်းမျိုးအရာရှိကိုပြောပြလိုက်သည်။အမှန်က ကျမတို့တယ်လာတော့ဘန်းအိုးနဲ့ဘန်းမျိုးတွေကိုကိုကိုကြီးကတိတ်ပြီးကျင်းနဲ့လှသည်မဟုတ်အစင်စဲတဲပိုးရသည်မှာပယ်မင်းလှသည်ဖြင့်ဘန်းမေပေါင်များကိုမယူရဟုပိတ်ပင်တားမြစ်ခဲ့သည်သည်ဘန်းကြိုက်၍စိုက်ပျိုးရန်လဲဝါဒနာရှိသော ကျမတို့ညီမတွေကဇော့အတင်းတယ်လာခဲ့ကြခြင်းဖြစ်သည် ဟုတ်လားဒါနဲ့ဒီပုံးလေးရဘာတွေပါလဲရီမိုချင်းငယ်ရှိသောအရာရှိသည် တောင်းမြပလုံးများကိုစစ်ဆေးပြီးနောက် ဒရိုက်ဘာနှင့်ကိုကိုကြီးကြားရှိတံဖြူပုံးကြီးကိုညှို့ပြရင်းမေးလိုက်ပါသည်။ဘာပေါင်းမှုမသိသောကိုကိုကြီးကကျမကိုလှဲ့မေးလိုက်တော့၏။ဒါဘာပေါင်းလဲဟေညီမကြီး။ခက်ပေးပြီ။ကျမကလည်းမသိပါ။အဲ့ချင်မူတို့နှင့်ကားပေါ်တက်လိုက်လာခဲ့သောကျမမှာထိုပုံးကိုသတိပင်မထားမိခဲ့ပါ။ယခုရင်မျိုးအရာရှိကညှို့ပြမေးလာတော့မှမြင့်မိခြင်းဖြစ်နေသည်။ညီမကြီးဒါဘာပေါင်းလဲလို့မေးနေတယ်လေ။ကိုကိုကြီးကကျမကိုထပ်မေးလိုက်သည်။ သူ့အတန်းမှာတိတ်ပြီးစိတ်မရှိခြင်းတော့ဟန်ပေါနေသည်ကျမကညီမငယ်များထံမှ အကူအညီရလိုရာညာလက်ကြည့်လိုက်မိသည် သူရတွင်သူတို့မျက်နှာကလေးများကဘာမှမသိကြောင်းအရှင်းသာဖော်ပြနေကြသည်ဒေါ်လေးကိုမေးရအောင်ကလည်းသူတို့ကားကအလဲအတော်ဝေးဝေးမှသွားရထားသည်ရင်မျိုးအရာရှိနှင့်ကိုကိုကြီးကကျမကိုကြည့်ကအဖြေကိုစောင့်နေကြသည်မဖြေတတ်သောကျမမှအနေခက်က စိတ်ကျဉ်ကျဉ်နေမိပါတော့သည် ထိုခိုက်မှပင်ကျမကတခုကိုရုတ်တရက်ပြေး၍သတိရလိုက်မိသည်ထို့ကြောင့်ကျမကခက်သွက်သွက်ဖြေလိုက်တော့သည်အော်အဲ့ဒါထောပတ်ပေါင်းကိုကိုကြီးမမေမားလို့ဝယ်လာတာအေးဟုတ်သားပဲမမေမားလို့ကိုကိုကြီးပဲသွားဝယ်ပေးခဲ့တာမဟုတ်လားဒီခုမှကိုကိုကြီးကလည်းသတိရသွားသည်သူကရင်မျိုးအရာရှိကိုလှည့်ပြောလိုက်သည်ကျွန်တော်တို့အမေကရန်ကုန်ကမှားလိုက်လို့ မင်းမျိုးထော်ဘက်တွေဝယ်လာခဲ့တာပါ။ရင်မျိုးအရာရှိနဲ့အလုံးပိတ်ထားသောတံဖြူပုံးကြီးကိုလှမ်းကြည့်ုံကြည့်ပြီးကျမတို့ကားကို သွားခွင့်ပြုလိုက်ပါတော့သည်။ကားထွက်လာခဲ့လျင်ကျမကကိုကိုကြီးကိုလှမ်းပြောလိုက်မိသည်။ခရိုင်းဒီလိုမရှာကြပါဘူး။ဒီနေ့မှထူးထူးခြားခြားပါလားကိုကိုကြီးရဲ့ဒီလိုပဲစစ်စစ်မှုဆိုတာအမြင်လုပ်နေကြတာပဲ။အစမ်းမဟုတ်ပါဘူး။ဒါပေမဲ့နေ့တိုင်းမရှာဘဲတစ်ခါတစ်ခါမှစောင့်ရှာတယ်ဆိုတော့ ရွှေချောင်းတို့ဘိန်းတို့ချလာမယ်ဆိုတဲ့သတင်းတွေပါရင်ရထားလို့လာမှမသိတာဟုတ်ချင်နဲ့ဟုတ်မှာပေါ့ကျမကြီးအတွေးကိုကိုကိုကြီးကလည်းထောက်ခံမှုပြုလိုက်ပါသည်။နောက်မကြမီမှာပင်ကျမတို့ရဲ့ကားမှာမန္တလေးမြို့ထဲသို့ဝင်ခဲ့ပြီးတရတမဟီရက်ွက်ရှိကျမတို့ဘာကြီးဤအိမ်ချံဝင်းထဲသို့ရောက်ရှိခဲ့ပါတော့သည်။ကားပေါ်မှာပစ္စည်းများကိုအိမ်ထဲမှအကိုနှင့်အမများကလည်းပူညီ၍အောက်သို့ချပေးခဲ့ကြပါသည်။ ဒါကျွန်တော်ထောပဲ့ပုံမှာကျမစီတော်ကားရှိမှဖောပဲ့ပုံကိုအောက်ချမီအပြုတ်တွင်ကားဒရိုင်ဘာကရုတ်တရက်ပြောလိုက်ပါတော့သည်ဟင်ကျမမှာရုတ်တရက်နားမလဲဖြစ်သွားမိသည်ထို့ကြောင့်ဒရိုင်ဘာကိုပြန်မေးလိုက်မိသည်ဒါရှင့်ထောပဲ့ပုံဟုတ်လားဟုတ်ပါတယ်ကျွန်တော်ထောပဲ့ပုံမှာလို့ဒါဖြင့်ကျမတို့ထောပဲ့ပုံဟာကိုကားဒရိုင်ဘာကဘာမှမဖြစ်ငြိမ်နေသည် ကျမကဒရိုက်ဘာကိုမကြည့်မနဲ့နဲ့ဒေါ်လေးရှိရာကားစီသို့ရေသွားလိုက်သည်ဒေါ်လေးမေမေမာလို့ဝင်လာတဲ့ထောပြပုံဘာမှလဲရင်ဒီမှလေးဒေါ်လေးကားပေါ်မှာတင်လာခဲ့တာဒေါ်လေးကသူ့ဘေးရှိထောပြပုံကြီးကိုပြပြပြောပါသည်သူ့ရတွင်ကျမကတိတ်ပြီးမကြည့်နဲ့သေးပဲမင်းနိုင်ပြီပြန်သည်ဝဲလာတာဒီတပေါင်းတည်းပဲလားဒေါ်လေးတပေါင်းနဲ့မဟုတ်လို့ဘယ်နဲ့ပေါင်းများဝယ်လာရအောင်မှလဲတဲ့ ဒီတပုတ်မဲ့ကောင်အောင်စားစမ်းမအောင်မှုတ်ပါဦးဒေါ်လီရဲ့ဝင်လာတာထွက်ပြပုံတပုတ်တည်းပဲဆိုတာတေချာလို့လိုင်းဩတပုတ်နဲ့ပါတေချာပါတယ်ဘာဖြစ်လို့လဲဒေါ်လီမေးဒီကို ကျမရုတ်တရင်ဘလို့ပြန်ပြေးရမယ်မသိပါ ကျမခေါင်းထဲတွင် ဝေခွဲမရတော့တန်တရာအတွေးကလေးများကပတ်ချာလှဲ့နေကြကြတော့သည် ကျမလှဲကြည့်လိုက်တော့အခါကျမတို့စီလာတော့အငါးကားဒရိုက်ပါသည်ကိုကိုကြီးရှင်းပေးတော့ကားကကို လက်ခံပြီးနောက် ခြံဝင်းထဲမှသူ့ကားကိုမောင်းထွက်သွားသည်သူ့ဘေး၌သူ့ထောပတ်ပုံးကြီးနှင့်ပါသွားလေတော့၏သူ့ထောပတ်ပုံးဆိုလျင်ရေမျိုးကစစ်စည်းစင်တော့ကထိုကားဒရိုက်ဘာသည်အဘဲကြောင့်သူ့ပစ္စည်းဖြစ်ကြောင်းဝန်မပြောခဲ့သနည်းဘုံးထဲ၌ဘာရှိမဲမသိ၍ကျမတို့အခက်တွေ့နေစဉ်သူကသူနှင့်မဆိုင်သလိုဘဲအတွေ့ငြိမ်နေခဲ့သနည်းသူသာရိုးရိုးတက်တက်ဖြစ်ပါကထို့သူ ပြုတ်မှုရှာလွဲနေစရာအကြောင်းမရှိပေ။သူဤမယိုးသားပုံကိုတန်တရာဖြစ်မိလျင်ကျမမှာမျက်လုံးပြူရလေတော့သည်။ပြီးလျင်ထိုဒရိုက်ဘာ၏အလွန်ပိတ်ထားသောတံဖြူပုံးကြီးထဲ၌အမှန်တကယ်ပင် ထောပံများမှဟုတ်ပါလိမ့်စားဆိုသောနောက်ဆက်တွင်မိဘကလေးများကကျမ၏ကောင်းတဲ့သို့အစီအရေပေါ်ပေါက်လာခဲ့ကြတော့သည်။ထောပံမဟုတ်ပင်ဘိန်းတွေခိုးချလာတာဖြစ်နေမလား။သူမဟုတ် ရွှေချောင်းတွေဖြစ်နေလျင်ကောကျမတီရင်ကိုမာ၍ဖျားတာကကြောချမ်းသွားမိတော့၏အကဲ၍မတင်ကပြီထိုးပုံးကြီးကိုဖွင့်ကြည့်ပါကကျမပြောသည့်အတိုင်းထောဘက်တွေဖြစ်နေလျင်တော့၏သို့မဟုတ်ဘဲရွှေချောင်းနဲ့ဘိန်းများရွှေချောင်းနဲ့ဘိန်းများသာအထဲမှထွက်လာခဲ့ကြပါကနမောနမက်ဖြင့်သူများပစ္စည်းထင်ကပိုင်ရှင်တို့၍အပြေပေးမိတော့ကျမမှာဘာမသိညာမသိနှင့် တစားကံဖြစ်ရပေမည်အချောင်းတရခံဖြစ်ရပေတော့မည်အရှက်တကွယ်အကျိုးနည်းကြုံရပေတော့မည်တို့ရတွင်ရင်မျိုးဘက်ကထိုပေါင်းကြီးကိုမပွင့်ခဲ့ပါ ထို့ကြောင့်ပေါင်းတဲ့နိုင်ပါရှိသည်ဟုလဲကျမတို့အနေဖြင့်အတိအကျမသိနိုင်ခဲ့ပါပေါင်းတဲ့နိုင်ပါရှိသည်ဟုလဲကျမတို့မှာဆွဆွဲနိုင်စွမ်းဆွဆွဲနိုင်ခွင့်မရှိဆွဆွဲလည်းမဆွဆွဲသင်ပါ ျမကဖြစ်ပျက်ခဲ့ပုံအလုံးစုံနဲ့ driver အပေါ်ထင်မြင်ယူဆခြင်းများကိုပါဒေါ်လေးတို့ကိုပြောပြလိုက်ပါသည်ထို့အခါသူတို့ကဝိုင်း၍ရေကြပါတော့သည်ပြီးနေရင်ဒေါ်လေးကပြောပါသည်အဲ့ဒါအမိကိုသင်ငန်းစာပေးတာပဲနောင်ကိုဘယ်တော့မဆိုနမောနမက်မနေနဲ့သူများပစ္စည်းလားကိုပစ္စည်းလားဆိုတာလေအသေးချာကြည့်ပြီးမှပြေးလို့သတိပေးလိုက်တာသိလားကဲဘာမှမသိတာကိုရှာဖွေပြီးတွေးမနေနဲ့ ပုံနဲ့ကထော့ပတ်ပဲဖြစ်မှာပါ။ပုံနဲ့ကထော့ပတ်ပဲဖြစ်မှာပါဟုကိုကိုကြီးကထောက်ခံကကျမကိုရှာဖွေပြီး တွေးမနေပါနဲ့၍ဆိုကကျမလည်းထို့အကြောင်းကိုမိမိပြောင်ပြောင်ပင်ထားလိုက်ပါတော့သည်။နောက်တနေ့သတင်းစာ၌ကျမအဖိုးအသေးထိတ်စရာသတင်းစာကိုဖတ်ရပါတော့သည်။ကျမတို့ကိုလိုက်ပို့တော့အငါးကားဒရိုင်ဘာ၏ရုပ်ပုံနဲ့တကွဘိန်း၃၀၀၀ကျော်ဘိုးကိုရင်မျိုးဌာနကဖမ်းဆီးရမိကြောင်း သတင်းပင်ဖြစ်ပါသည် မကောင်းမှုဆိုသည်မှာ စိတ်ကိုရာမရှိပါကလားအနည်းနည်းအမြန်ပေါ်ပေါက်ရပါကလားဟူ၍သတိတန်ဝေကဖြစ်ရင်ကျမရင်တထိတ်ထိတ်ခုံမိပါသည်မလေးလုံးဒီနေရာမှာတော့စာရေးဆရာမကြီးမလေးလုံးရေးသားထားတဲ့ကြုံခဲ့ရသည်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်